အားလုံးမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့လာမယ့်အပတ်တွင်မှာဆက်တိုက်ကြည့်ရဖို့ရှိနေတဲ့မြန်မာဖိုက်တာတို့ရဲ့ပွဲစဉ်အကြောင်း Ronica ကိုစကားစစ်ထိုးလိုက်တဲ့ Time Fight ကပြန်ဖက်ဟောင်းတူရဲ့အကြောင်းအပြန်လန်စကားစစ်ထိုးမှုတွေပြင်းထန်လာနေပြီဖြစ်တဲ့ Market Chat နဲ့ Tupuria တို့ရဲ့အကြောင်းဂျုံဂျုံစနဲ့ထုံးစပင်းနဲ့ပွဲကိုတရားဝင်စီစဉ်ပေးလိုက်ပြီးဆိုပြီးတနဝိုက်ကိုတိုင်းကြီးညာလိုက်တဲ့အကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံးတက်တင်ဆက်ပေးတော့မှာဖြစ်ပါလိမ့် ရော်နီကန်ရဲ့ပွဲစဉ်အပြီးဒီဒီဘက်မှာကျင်းပပြစ်လို့တွားရတော့မယ်။ 1Friday 5ပွဲစဉ်တွင်မှဆိုရင်တော့မြန်မာဖိုင်တာတို့ရဲ့တွဲဆန်းကပါဝင်လာခဲ့ခြင်းမရှိပါဘူး။မြန်မာဖိုင်တာတွေကိုမန်နေဂျာအဖြစ်တာဝန်ယူထားတဲ့ဖြိုးဝေကတော့သူ့ရဲ့လူမှုဂွန်ရက်ကနေမကြခင်မှာပွဲထိုးနိုင်တဲ့မြန်မာဖိုင်တာတွေကိုချပြထားခဲ့တာရှိပါတယ်။ဒါကြောင့်ပရိသတ်တွေကလည်းဒီဒီဘက်ပွဲစဉ်မှာပါမလားဆိုပြီးတော့မှစောင့်ကြည့်နေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း1 championship ကယခုတစ်ပတ်မှာကျင်းပပြုလုပ်သွားမယ်ပွဲစီမှာဆိုရင်မြန်မာ fighter တွေရဲ့တွဲဆိုင်ဝီကိုပွဲမထုတ်ချစ်ခဲ့ပါဘူး။ဒါကလည်း1 championship ကလုံနေကြပုံစံတစ်ခုလို့ပြောလို့ရပါတယ်။1 championship ဟာ155ဈေးကွက်မှာမြန်မာ fighter တွေကိုအားထားရတယ်ဆိုတဲ့အချက်ကတော့ငင်းစရာမရှိပါဘူး။ဒါပေမဲ့လည်းပွဲစဉ်တိုင်းလုံလုံမာတော့မြန်မာ fighter တွေကိုထည့်သွင်းတာမျိုးမရှိပါဘူး။အဓိကကျတဲ့ fighter တွေရဲ့ပွဲစဉ်လာပြီးတဲ့နောက်ပိုင်းမှာတော့နောက်တစ်ပတ်မှာမြန်မာ fighter တွေကိုပွဲမထုတ်ဘဲခြံလှပ်ထားခဲ့ကြပါတယ်။ အခုလည်းပြိသက်တွေအပီးမှုအခိုင်အမာရရှိထားတဲ့ဘရိုနီကာပွဲအပီးမှာမြန်မာဖိုက်တာတွေကိုပွဲမထုတ်သေးတာပါဝမ်ချမ်ပီယံရှစ်ဘက်ကမြန်မာပြိသက်တွေရဲ့အပီးမှုကိုကောင်းကောင်းအသုံးချနေခဲ့တာလည်းဖြစ်ပါတယ်ဒီတစ်ပတ်မှာမြန်မာဖိုက်တာတွဲဆိုင်တွေမပါဘူးဆိုပေမဲ့လည်းလာမယ့်အပတ်မှာကျင်းပပြုလုပ်သွားမယ့်ပြိုင်ပွဲတွေကြရင်တော့မြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေကစက်တိုက်မြင်ရဖို့ရှိနေပါတယ် လက်ရှိမှာဖြိုးဝေပြောထားတဲ့အချက်လက်တွေအရဆိုရင်တော့လာမယ့်အပတ်တွင်မှာစူပါရီချန်အမ်ဝီတို့ရဲ့ပွဲကပေါဝင်လာဖို့ရှိနေပါလိမ့်ဖြိုးဝေနဲ့လက်မတွဲထားတဲ့မြန်မာဖိုက်တာတွေထဲမှာဆိုရင်တော့ထူမင်းအောင်ရဲ့တွဲစင်ကလည်းပေါဝင်လာဖို့ရှိနေပါလိမ့်ထူမင်းအောင်ကလည်းဝမ်ချမ်ပီယံရှစ်မှာပွဲဝေးနေခဲ့ရတာကြာပြီဖြစ်ပါလိမ့်ဝမ်ချမ်ပီယံရှစ်ကပြီးခဲ့တဲ့ရက်ပိုင်းကပဲထူမင်းအောင်ရဲ့ပွဲတွေ highlight တွေကိုပြန်လည်မျှဝေလာခဲ့ပါလိမ့်ဒါကြောင့်သူ့ရဲ့ပွဲဟာဆိုရင်လည်းမကြာခင်မှာဖြစ်လာမယ်လို့ယူဆလို့ရပါတယ် ။ဒါပြင်အခုနောက်ဆုံးမှာဆိုရင်လည်းဖြိုးဝေကဗိုလ်ထအောင်ရဲ့ပွဲလင်းပြန်လာတော့မဲ့အကြောင်းကိုချပြထားခဲ့ပါလေ။ဗိုလ်ထအောင်ဆိုရင်လည်းနောက်ဆုံးပွဲမှာ Time Fighter စီမင်ဒန်းကိုရှုံးနေထားခဲ့ရတာဖြစ်ပါလေ။လက်ရှိအနေအထားအရတော့လာမယ့်အပတ်မှာမြန်မာ Fighter တွေရဲ့ပွဲစဉ်တွေကိုဆက်တိုက်ကိုလာဖို့ရှိနေခဲ့တာဖြစ်ပါလေ။တချို့ပြိုင်ပွဲတွေမှာဆိုရင်လည်းမြန်မာ Fighter တွေရဲ့တွဲဆိုင်တွေကနှစ်တွဲ၃တွဲအထိပါဝင်လာနိုင်ခြေရှိနေပါတယ်။ ရလက်ကောင်းတွေရယူသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့တကယ်ကိုစိတ်ဝင်စားစောင့်ကြည့်အားပေးသွားဖို့လိုအပ်နေပါတယ်။ Bronica ကတော့ Time Factor Junior Fates ကိုအလဲထိုးအနိုင်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဝီထိုင်းလောကတစ်ခုလုံးမှာဂုံတရင်ကြော်ကြားလာခဲ့ပါတယ်။ Bronica ကိုချီးကျူးမှုတွေများလာသလိုပထမပွဲတုန်းကနဲ့မတူတဲ့ပုံစံမျိုးနဲ့ခြားပြပြီးတော့ဝမ်ချမ်ပီယံရှစ်မှာသူမကိုလည်း short cut ထားလို့မရတဲ့အကြောင်းကိုပြသသွားနိုင်ခဲ့ပါတယ်။ ဒါပြင်ပွဲပြီးမှဂျူနီယာဖက်တက်ကိုလည်းလီစားမှုပြသခဲ့တာကြောင့်ဝမ်ချမင်းရှစ်ကမှပုတ်တင်ပြီးချီကျူးခဲ့ရတဲ့အထည်ဖြစ်သွားခဲ့ပါတယ်။ဗရိုနီကာကိုတိုင်ကတော့ပြိုင်ဖက်ကိုလီစားမှုပြသခဲ့တယ်ဆိုပေမဲ့လည်းသူ့ကိုမလီစားပဲစကားစစ်ထိုးလာတဲ့ပြိုင်ဖက်ဟောင်းတဦးလည်းရှိနေပါတယ်။အဲဒါကတော့ Time Fighter တုံးကဗရိုနီကာနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ဖို့တဲ့ Time Fighter Fast Sign ပဲဖြစ်ပါတယ်။ဗရိုနီကာတင်းအောင် Time Fighter ကနေထွက်ခွာပြီး ဝမ်ချမရှိကိုရောက်တော့မဲလို့သတင်းတွေထွက်နေခဲ့တဲ့အချိန်မှာတော့ဖာဆိုင်ကပွဲဖြစ်သွားခဲ့ရပါတယ်။ဒါကြမ်းဆိုရင်တော့အဲ့ဒီပွဲမှာဗရိုနီကာကတော့မှဖာဆိုင်ကိုအပြတ်အသတ်အသာစီးထိုးတက်ပြန်နိုင်ခဲ့တာပါ။ဒါပေမဲ့လည်းအမှတ်နဲ့ဆုံးဖြတ်တဲ့အခါမှာတော့ဟိုင်ဖက်ကဖာဆိုင်ကိုပဲအနိုင်ပြီးလိုက်ကြတာဖြစ်ပါတယ်။ရလကဘလူးမလက်ခံနိုင်စရာမရှိဘဲဗရိုနီကာကပင်အနိုင်ရတဲ့ပွဲမျိုးဆိုတာညင်းလို့မရနိုင်ပါဘူး ဒါပေမဲ့လည်း time fight ကတော့သူတို့စီကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့ Veronica ကိုပညာပြလိုက်တယ်လို့ပဲပြောရတော့မှာပါ time fight လို့အပွင့်အစည်းဖြစ်နေတာကြောင့်ဒီရလက်ကအပြောင်းလဲလဲမရှိနိုင်ခဲ့ပါဘူးနောက်ပိုင်းမှာတော့ Veronica ကလည်း time fight နဲ့စာချုပ်ကုံဆုံးသွားခဲ့ပြီး one championship ကိုစာချုပ်ကြီးနဲ့ရောက်ရှိလာခဲ့ပါတယ်အခုလို1 championship မှာ Veronica အနေနဲ့ဒုတိယမြောက်ပွဲထက်မှာအနိုင်ရရှိခဲ့တဲ့ပွဲနောက်ပိုင်းမှာတော့ ဖာဆိုင်ကလူမှုကွန်ရက်ဆာမျက်နှာကနေပြီးတော့မှဒူမဟာဘရော်နီကာကိုအနိုင်ယူခဲ့ဘူးပါတယ်ဆိုပြီးတင်လာခဲ့ပါတယ်။ဒီလိုလောက်ရက်မျိုးကပြန်ဖက်ကိုမလီးစားတဲ့လောက်ရက်မျိုးလို့ပြောလို့ရပါတယ်။ဒီကရန်ဆိုရင်တော့ဘရော်နီကာအနေနဲ့သူနဲ့မကြည်ပွဲထိုးပြီးတော့တက်တီထပ်ပြတင်လာပါ။ဒါပေမဲ့လည်းဖာဆိုင်ဟာဝမ်ချမရှိမှထိုးတက်တဲ့ဖိုင်တာတအူးမဟုတ်နေခဲ့ပါဘူး။ဒါကြောင့်မကြည်ပွဲဖြစ်လာဖို့ကမလွယ်သေးဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ တကယ်လို့ဒါ first sign အနေနဲ့ one championship ကိုရောက်ရှိလာခဲ့မယ်ဆိုရင်တော့ Bronica နဲ့ကတော့မကြည်ပွဲအတွက်တီချောင်ပေါက်တွေးကြမှာဖြစ်ပါတယ်။ဘလဲမိုဟာမက်တင်အောင်ဂျက်တင်လာမန်တလင်နာကိုရှုံးနိုင်ပြီး weather week ခပ်ပြုတ်သွားချိန်မှာတော့အစ္စလာမခချက်ဟာ lightweight ကနေ weather week တန်းကိုတက်ပြီးစင်ခေါ်တော့မှာဖြစ်ပါတယ်။အစောပိုင်းတော့ကအစ္စလာမခချက်ဟာ weight တန်းနှစ်ခုရဲ့ champion ဖြစ်ချင်တာကြောင့် weather week တန်းကိုတက်ပြီး champion စင်ခေါ်တာလို့တည်ထားရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာတော့အလုံးမတင်မဲ့ထားတာတစ်ခုကဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကတော့အစ္စလာမ်မကချက်ဟာလိုက်ဝိတ်ချင်ပြင်ပွဲကိုဆွန့်လွတ်သွားခဲ့တာပါ။ဒါကြောင့်သူ့အနေနဲ့ချင်ပြင်တဦးမဟုတ်တော့ဘဲဝေတာဝိတ်တန်းကိုစိန်ခေါ်ထုတ်တက်သွားရတော့မှာဖြစ်ပါလေ။လက်လက်သွားနေတဲ့လိုက်ဝိတ်ချင်ပြင်နေရာကိုတော့ဝိတ်တန်းတက်လာတဲ့အီလီယန်တူပူရီယာနဲ့အချောင်းအိုရီဗဲရာတို့ကခပ်ပတ်လူပွဲအနေနဲ့ရှင်ပြိုင်ထုတ်တက်သွားကြမှာဖြစ်ပါလေ။ဒီတွဲဆိုင်ကလာမယ့်ဇွန်လမှာဂျင်ဖာပြုတ်လုပ်သွားမယ့် UFC 317ပြိုင်ပွဲမှာပါဝင်လာမှာလည်းဖြစ်ပါလေ။ လီလီယာတူပူလီယာကတော့သူ့ရဲ့ဆန္ဒအတိုင်းပဲလိုက်ဝီချန်ပီယံလူခွင့်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့လည်းပြန်ဖက်ကတော့ပရိသတ်တွေကြည့်ချင်နေကြတဲ့အစ္စလာမ်မခတ်ချက်နဲ့မဟုတ်ခဲ့ပါဘူး။အစ္စလာမ်မခတ်ချက်တရားလိုက်ဝီချန်ပီယံပွဲကိုဆုံးလွတ်လိုက်တာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။နတ်ထကွန်ချန်ပီယံတောင်ဖြစ်ချင်းခဲ့တယ်လို့ချန်ပီယံပွဲဆုံးလွတ်မဲ့အကြောင်းကိုလည်းမပြောဘူးတဲ့မခတ်ချက်တို့ဘက်ကမှကြောင်းအခုလိုဆုံးဖြတ်ချက်ချလိုက်တယ်လည်းဆိုတော့ကတော့စဉ်းစားစရာဖြစ်နေပါတယ်။ဒီလိုချန်ပီယံပွဲကိုဆုံးလွတ်ဖို့အတွက် UMC က PR ပေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ောက်ထပ်ဖြစ်နိုင်ခြေရှိတာကအစ္စလာမ်မှာခချက်ကအီလီယာတူပူရီယာနဲ့မထူးတက်ရဲလို့ရှောင်ပြီးနေတာလည်းဖြစ်နိုင်ပါတယ်။အီလီယာတူပူရီယာလိုက်ဝိတန်းကိုတက်ကြတဲ့ကအစ္စလာမ်မှာခချက်တို့ဘက်ကထိုးဖို့ညင်းနေတာကိုကြည့်မယ်ဆိုရင်ပြီးနေတယ်လို့ပြောရင်လည်းပြောချင်စရာဖြစ်နေပါတယ်။တို့ပေမဲ့လည်းကျွန်တော်အနေနဲ့မနေ့ကဗီဒီယိုတင်ဆက်ပေးတဲ့အထက်မှာတော့အစ္စလာမ်မှာခချက်အနေနဲ့အီလီယာတူပူရီယာကိုကြောက်နေတယ်လားဆိုတာနဲ့ပတ်သက်ပြီးပြောဆိုခဲ့ပါတယ်။အဲ့ဒီမှာဆိုရင်တော့အစ္စလာမ်မှာခချက်ကကြောက်လို့ပြေးတာမဟုတ်ဘဲ အဖိုက်တန်နဦးစလုံးဖြစ်တဲ့အစ္စလမ်ရောတပူရီးယားအတွက်ရောအကျိုးရှိစေတဲ့ဒီအလဲအပြောင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့အဲ UFC ကလည်းဒီလိုအခင်းအကျင်းကိုစီစဉ်ပေးလိုက်တာလည်းဖြစ်နိုင်ခြေရှိသလိုဒါဖိုက်တာနှစ်ဦးကလည်းဒါဝိတ်တန်နှစ်ခုရဲ့ချန်ပီယံအတွက်ပြင်မဲ့ထားပုံရတဲ့အတွက်ကြောင့်မို့ဒါအစ္စလမ်ကဝိတ်တန်ကိုတက်ပြီးတော့မှချန်ပီယံခက်ပတ်ကိုစင်ခေါ်ထူးတက်သွားတာဖြစ်ပါတယ်ချန်ပီယံခက်ပတ်ကိုစင်ခေါ်ထူးတက်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့သူ့ရဲ့မူလဝိတ်တန်ကိုဆင်းလာပြီးဒူပူရီးယားကချန်ပီယံဖြစ်အောင်မယ်ဆိုရင်တော့ တူပူရီယာနဲ့ရှင်ပြန်ထူးတက်ဖို့အတွက်ကြံရည်ထားပုံရပါတယ်ဒီလိုအခင်းချင်းဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့လက်ရှိအချိန်မှာအစ္စလာမ်နဲ့တူပူရီယာတို့ကြားမှာစကားဆစ်ထိုးမှုတွေကလည်းပူပူပြီးတော့မှပြင်းထန်လာခဲ့ပါတယ်ဒီလျာတူပူရီယာဘက်ကနေမာကာချက်ကိုသူနဲ့ထူးတက်ရမှာကြောက်လို့ရှောင်ပြေးနေသွားတဲ့ပုံစံမျိုးကိုစကားဆစ်ထိုးခဲ့တာဖြစ်ပါတယ်ကျွန်တော်တွေ့ဖို့တည်းမြဖိုက်တာတွေထဲမှာသူကကြောင်တောင်တောင်အနိုင်ဆုံးပါပဲအစကတော့ကျွန်တော်ကိုဝိတန်အငယ်တက်လာတာမို့လို့ လက်မခံချင်တဲ့ပုံစံမျိုးနဲ့မထူးတက်ချင်ဘူးလို့ပြောဆိုခဲ့ပါတယ်။အခုတော့သူကိုယ်တိုင်ကြတော့ခက်ပတ်ကိုဆွန့်လွတ်ပြီးဝိတ်တန်တက်သွားပြန်ပါလေလို့သူပူရိယကပြောဆိုသွားခဲ့တာဖြစ်ပါလေ။ဒါနဲ့ပတ်သက်ပြီးတော့မကချက်ရဲ့ဖက်ကလည်းယခုလိုတုံ့ပြန်မှုတွေပြုလုပ်လာခဲ့ပါလေ။မင်းနဲ့ငါကမတူညီတဲ့အချက်ကငါကလက်ဝိတ်တန်းမှာအများကြီးတက်တည်ပြခဲ့ပြီးပါပြီ။ချန်ပီယံကောင်ကွယ်ပွဲတွေလည်းအများကြီးထိုးတက်ထားခဲ့တာပါ။မင်းကတော့ဖေဒါဝိတ်တန်းမှာဘာမှတော့မလုပ်ပြသေးရသေးပါဘူး။ ိုင်ပွဲတွေဆက်နေတဲ့ဖိုက်တောင်ကူတောင်ရှင်ရမကြောက်လို့ဝေးတန်းတက်လာတဲ့ကောင်ပါဆိုပြီးတင်းလင်းတုံ့ပြန်သွားခဲ့ပါတယ် UFC ကတော့ International Fight Week ကလာမှာကျင်းပပြုလုပ်သွားမယ် UFC 317ပြိုင်ပွဲအတွက်အဓိကသွေးဆိုင်တွေကိုချပြထားခဲ့ပြီးဖြစ်ပါတယ်ဒီပြိုင်ပွဲကြီးမှာဆိုရင်တော့ online ရဲ့ဘောလာကြီးတအူးလဲပါဝင်လာဖို့ရှိနေပါတယ်သူကတော့ Gregory Rodriguez ဆိုတဲ့ fighter ပဲဖြစ်ပါတယ် ဂရီဂိုရီရိုဒီကက်ဆိုတာက UFC မေတဝိတက်မှာထိုးတက်နေတဲ့ fighter ဖြစ်ပြီးအောင်လာတူနဲ့အတူတူ Kickle FC မှာလိကျင့်နေတဲ့ fighter တူပဲဖြစ်ပါတယ်။သူရဲ့ point တချို့မှာဆိုရင်လည်းအောင်လာကအကူအနေနဲ့လိုက်ပါကြီးကြပ်ပြီးခဲ့ပို့ပါလိမ့်။သူကနောက်ဆုံးထိုးတက်ထားခဲ့တဲ့ point မှာဆိုရင်တော့ Jared Cannonian ကိုရှုံးနေထားခဲ့ရပါလိမ့်။လာမယ့် UFC 317မှာတော့ Gregory Rodriguez က Jack Hammonson ဆိုတဲ့ fighter နဲ့ point တဲ့ pitching ကိုခံထားရပါလိမ့်။ ဂျန်ဟမ်မန်ဆန်ဟာဆိုရင်လည်း UMC မှာရလပိုင်းအရာသိပြီးအားရစရာကောင်းတဲ့ fighter တအုပ်တော့မဟုတ်ပဲတပွဲနိုင်တပွဲရှုံးပုံစံမျိုးဖြစ်နေခဲ့ပါလေသူကတော့နောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာနိုင်ပွဲရရှိထားပြန်ပါလေ online ရဲ့ border ကြီး Gregory Rodriguez အတွက်ကတော့ဒီပွဲဟာနိုင်ပွဲပြန်ယူပြဖို့အတွက်လိုအပ်နေတဲ့ပွဲစဉ်တစ်ပွဲလင်းဖြစ်ပါလေ online ကလည်း UFC 317ပြိုင်ပွဲကြီးမှာအခုအနေနဲ့မြင်တွေ့ရနိုင်ချေရှိနေပါလေအောင်လာတို့ border နဲ့အောင် international fight week ကာလမှာခန်းခန်းနားနားကျင်းပမဲ့ ဒီကံပွဲကြီးမှာနိုင်ပွဲရယူပြသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်ခြင်းစရာကောင်းနေပါတယ်။လက်ရှိမှာတော့ UMC ကပြည်သက်တွေအကြည့်ချင်းဆုံးတွဲဆိုင်တွေထဲမှာဂျုံဂျုံစနဲ့ထွန်အက်စပင်နယ်တို့ရဲ့တွဲဆိုင်ကလည်းပါဝင်နေပါတယ်။ဒီပွဲကလည်းပြစ်လာဖို့အတွက်တော်တော်လေးအချိန်ယူခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဂျွန်ဂျွန်စနဲ့စတိုင်မီယိုစစ်တို့ပွဲစဉ်ဖြစ်လာဖို့ကြံ့ကြံနေခဲ့ရတာကြောင့်ပြီးခဲ့တဲ့နှစ်ထဲမှာထွန်အက်စပင်နယ်အနေနဲ့ခပ်ပတ်လူခွင့်မရရှိခဲ့ပေမဲ့ငုတ်တုတ်ထိုင်ဆောင်နေခဲ့ရပါတယ် တို့အနေနဲ့လည်းဂျာဖြန်ချန်ပီယံပွဲကိုထပ်ပြီးတော့ကာကွယ်ပွဲအနေနဲ့ရှင်ပြိုင်ထိုးတက်သွားခဲ့ရသေးပါတယ်အခုတော့ဂျွန်ဂျွန်စ်နဲ့စတိုင်မီယိုစစ်တို့တွဲဆန်းကဒီပြက်သွားခဲ့ပြီးဆိုပေမဲ့လည်းဂျွန်ဂျွန်စ်နဲ့ထုံးအစပင်နယ်တို့တွဲဆန်းကတည်ရဝင်မဖြစ်လာသေးပါဘူးအစောပိုင်းမှာဂျွန်ဂျွန်စ်ကအနာယူမဲလို့သတင်းတွေဖတ်ရှိခဲ့ပြီးမဲ့အနာမယူသေးပဲဆက်ထိုးဖို့တည်ချာတလောက်ရှိနေခဲ့ပါတယ်တနဝိုက်ကတော့ဂျွန်ဂျွန်စ်နဲ့ထုံးအစပင်နယ်တို့တွဲဆန်းကတီချာပေါက်ဖြစ်လာမယ်လို့ကြေပေးထားခဲ့ပါတယ် ဝက်ဖြစ်ဖို့ကြံကြံနေတာကြောင့်ထုံးအစပင်နယ်ကလည်းဝေဖန်မှုတွေကိုတောင်းလျှောက်လုပ်ထားခဲ့ပါတယ်။ဝက်ဖြစ်ဖို့အတွက်ညှိနှိုင်းရမှာတော့အဆင်မပြေမှုတွေရှိနေပုံရပြီးတော့တချို့သတင်းတွေအရဆိုရင်ထူးကြီးကြောင့်လို့တည်ထားရပါတယ်။အခုတော့ဒီတွဲဆိုင်တဲ့ပတ်သက်ပြီးသတင်းကောင်းလဲထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ဂျွန်ဂျုံစနဲ့ထုံးအစပင်နယ်တို့ဟာပွဲထိုးတက်မှတ်ဖို့အတွက်တဘောတူညီမှုရရှိသွားခဲ့ပြီလို့တည်ထားရပါတယ်။ဒီအကြောင်းကိုတော့တနဝိုက်ကိုရိုင်းကကြီးညာသွားခဲ့တာပဲဖြစ်ပါတယ်။ ဝဲထိုးဖို့သဘောတူညီမှုရရှိခဲ့ကြပြီဆိုပေမဲ့လည်းဘယ်တိုင်ပွဲမှာထူးတက်မလဲဆိုတော့ကိုတော့မတမတ်ရသေးဘူးလို့သိရပါတယ်။ဂျွန်ဂျွန်စ်နဲ့ထွန်အက်စပင်နယ်တို့တွဲဆိုင်ဆိုတော့ကကောင်းပွဲအနေနဲ့မဖြစ်မနေတမတ်ရမဲ့တွဲဆိုင်မျိုးဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ UFC ကကျင်းပမဲ့ UFC 319ပြိုင်ပွဲအထိကောင်းပွဲတွဲဆိုင်ကိုတတ်မှတ်ထားပြီးသားဖြစ်နေပါတယ်။အကြောင်းဂျွန်ဂျွန်စ်နဲ့ထွန်အက်စပင်နယ်တို့တွင်ဆိုင်က UFC 319နောက်ပိုင်းမှာဖြစ်လာဖို့များနေပါလေ UFC treatment တိကလည်းမက္ကဆီကိုမှာကျင်းပမဲ့ပြိုင်ပွဲဖြစ်နေလို့မက္ကဆီကိုတောင်းမဟုတ်တဲ့သူတို့နယောက်ရဲ့ပွဲကဒီပြိုင်ပွဲကြီးမှာပါဝင်သွားပါမလားဆိုတာကလည်းစိုးရိမ်စရာဖြစ်နေပါတယ်။ဒါကြောင့်ဂျွန်ဂျွန်စတိုးရဲ့တွဲစင်ကတော့နီကွန်ပိုင်းနောက်ထဲကျမှသာဖြစ်လာနိုင်ဖို့ပူပြီးညံနေပါတယ်။တပတ်ပေါင်းစီပွဲမှာဘေဖိုင်တာကနိုင်ပွင့်ရလက်ကိုရယူပြသွားနိုင်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ပရိသတ်တွေအနေနဲ့ရောဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်ယူဆထားကြပါသလဲ။ အောက်ကခုံးမက်မှာဝင်းအောင်ဆွေးနွေးသွားပြီးဖို့ဖိတ်ခေါ်လိုက်ချင်ပါတယ်ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်လာမယ့်နေ့ရက်ဒီမှာဆိုရင်လည်းအာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဆုစီတုံးသက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးနဲ့အားပေးခဲ့ပြီးဖို့ဒီကနေ့အားလုံးကိုတောင်းဆိုလိုက်ချင်ပါတယ် အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။